မြန်မာနိုင်ငံ11 ARD နဲ့ရှင်းလင်းမြစ်တို့ဆုံရဒေတာနာကလူတွေရဲ့စကားပြောတဲ့တွေဟာတချို့နေရာတွေမှာထူးခြားပါတယ်ဒီလိုနားလေးမှာဗျာဝေးတွေလန့်ထားတာမြေလွန့်သွားတယ်ရှင်းလင်းမှာသမီးတွေခတ်ထားတာတိတ်ညာသွားလို့ဇွန်းနဲ့ဆိုင်လေမိချံမျိုးကမောင်နှမနှစ်ယောက်စကားပြောသွားကြတဲ့အတန်းတွေဖြစ်ပါတယ်ဘာတွေထူးခြားတယ်ဆိုတာကိုတော်တော်ရှင်းတို့လည်းသတိထားလိုက်မိကြမှာပါမြင်ညာကတော့မြေလက်ကလူတွေကနတ်နဲ့တတ်နဲ့ငတ်တတ်ကိုလက်ခုလောကအလုံးပြောတယ် ရေသွေးမှာရဲ့ဆိုရေတွန်းတယ်ဒါကခဗျာဆရာကြီးဥက္ကိုလေးဖြစ်ပါတယ်ဆရာဥက္ကိုလေးပြောသလိုငတ်တက်နဲ့နတ်တက်ကိုတခြားသူတွေနဲ့မတူဘဲတမူကွဲပြီးပြောင်းပြန်အတန်ထွက်တက်ကြပါတယ်ပို့ပြီးတော့တိတိကျကျပြောရမယ်ဆိုရင်တော့ဝါဆွဲငတ်တက်နဲ့ဝါဆွဲနတ်တက်မှာပြောင်းပြန်ထွက်လေရှိကြတာပါထွန်းထွန်းကိုထွန်းထွန်းလို့ပြောတာကြားရင်ခွန်းကိုခွင်းလို့ပြောတာကြားရင်မိန်ကွန်းကိုမိန်ကွင်းလို့ပြောတာကြားရင်တခြားဒေသကလူတွေရဲ့အနာထဲမှာတိတ်ထူးဆန်းနေတတ်ကြပါတယ် ါအပြင်အများခေါ်တဲ့ပန်းပွင့်ကိုလည်းပန်းပွင့်လို့ခေါ်ပါတယ်။စနွင်းကိုလည်းစနွန်းလို့ခေါ်ကြပါတယ်။စိတ်ဝင်စားစရာကောင်းတာကဘာကြောင့်အတိအကျပြောင်းပြန်ဖြစ်နေပါသလဲ။တစ်လုံးနှလုံးမှာတင်မတူကွဲပြားနေတာမျိုးမဟုတ်ဘဲဘာကြောင့်ဝါဆွဲငတ်တဲ့နဲ့ဝါဆွဲနတ်တဲ့အတိုင်းမှာ စနစ်တကျကွဲလွဲနေတာလဲဆိုတဲ့အချက်ပါ။ဟာမလို့လဲဆိုတော့သူတို့ကမှန်နေ။ဟုတ်ကဲ့ဘာဖြစ်လို့လဲကြာ။သူစီးကြတာ။အဲစီးတောင်ထင်းနေမှာ။ နတ်ဘက်ကိုဣန္ဒံထည့်ပြီးတော့အင်းဥဖကအဲ့ဒါကအနံဗမာတွေကနိုင်ငံလိုက်ပြောင်းပေါင်းကြည့်တဲ့အခါမှာဟိုရန်ကုန်တို့မောင်းလေးတို့မြို့ကြီးရလူတွေကအနံကြောင်းနေသွားဆီယမုံသားတို့ဖြစ်ပါတယ်ဆီယမုံသားတို့ရဲ့မှတ်ချက်ဟာအလွန်စိတ်ဝင်စားစရာကောင်းပါတယ်ရန်ကုန်မန္တလေးသားတွေရဲ့အတန်ထွက်ပုံဒီနေ့တနိုင်ငံလုံးစံအတန်အတွက်အဖြစ်နဲ့တက်မှတ်ထားနားလည်ထားတဲ့အတန်အတွက်ဟာပြောင်းလဲလာတဲ့အတန်အတွက်ပြည့်စည်လာတဲ့အတန်အတွက်ဖြစ်ပြီး မြင်းကြံတောင်းသာပခုတ်ကူဘက်ကအတန်အတွက်ကသာမူလအတန်အတွက်လို့သူကယူဆပါတယ်။သူဘကြောင့်ဒီလိုယူဆတယ်လဲဆိုတာကိုလည်းအခုလိုရှင်းပြပါတယ်။ပဒံကြီးရဲ့အဲ့လိုအတန်ဖြစ်ကြတယ်လို့ကြောက်တာတွေကိုလိလာတဲ့အခါမှာမှားပြရတယ်။ခုခေတ်ကျွန်တော်တို့ရန်ကုန်မှာမြို့တွေလိုမဟုတ်ဘူး။ခါဝင်းကခင်မူခံမယ်။မန္တလေးမန်းမယ်။ကန္နမယ်ကန်းမယ်။ဝါကတ်တဲ့ဝတ်ပဲ။နန်းငယ်တဲ့မန္တလေးအန်မယ်။အေးအေးအမ်အမ်ပေါ့ဗျာ။အေးအမ်ပေါ့။ ကိုင်းကကံကမတကံကိုင်းနာတော့လည်းကံမဲ့တယ်နေလေနှာခေါင်းနာလက်ကရင်အဲနှာခေါင်းနာလည်းရှိမယ်ကိုင်းကိုင်းရဲ့ကကကကံကနာနှာခေါင်းလည်းကံကံမတရဲ့ကံဒါပဲသူ့ဦးစဉ်ဝါဆိုရဲ့အိမ်တန်းအဲညဉ့်ညာတို့ခုတ်ဘူးလို့ဆွေးဟာရရရှင်းညာမှာစကားအတန်ကိုထိတ်လာတာညာလုံးတို့မန်းလေးကိုစတဲ့လူကြီးကပြစ်စည်းသွားတာ corruption ပါလေဗမာတကားကိုပြစ်စီသွားတာလူနည်းစုမြန်မာနိုင်ငံအလဲပိုင်းကအတန်အတွက်ဟာမူလဖြစ်ပြီးရန်ကုန်မန္တလေးအပါအဝင် လူများစုရဲ့အတန်အတွက်ဒါအပြင်ဒီနေ့ခေတ်ရဲ့စံအတန်အတွက်လို့သတ်မှတ်ထားတဲ့အဲ့ဒီအတန်အတွက်ဟာပျက်စီးရွေးရှားလာတဲ့အတန်အတွက်လို့ဆရာမုံတာနုကဆိုလိုက်တာဟာဖြင့်ပြတ်သားတဲ့အပြင်ရဲရင်တဲ့ကောက်ချက်တစ်ခုလို့ဆိုရမှာပါဒါပေမဲ့ပညာရှင်တွေအကြားမှာအငင်းပွားစရာရှိကောင်းရှိနိုင်တယ်လို့ယူဆတဲ့အတွက် အီလီနိုင်းတက္ကသိုလ်ကဆရာဦးစောထွန်းကိုဆက်သွယ်ပြီးသူသဘောထားကိုမေးကြည့်ပါတယ်။အခုကူအထက်ရောဘက်ကအတန်ထွက်ဆိုရင်ရေတွန်းလွတ်တောင်းအတန်ထွက်တာမဟုတ်ဘူးလို့ဆရာဦးစောထွန်းကအခုလိုစပြီးပြောပါတယ်။သူတို့ရှိမှကြတော့ရေတွန်းတောင်မထွက်ဘူးတဲ့။ရေတွန်းလိုပဲထွက်တယ်တဲ့။ဒါပြင်ဆရာဦးစောထွန်းကလည်းပကံကြောက်စာတွေကိုပြန်ပြီးတော့တိုက်ဆိုင်တုံ့တက်ပါတယ်။ပကံကြောက်စာကြီးတော့လည်းဒီလိုပဲဗျ။ဟိုအခု အစင်စင်တို့ပါလေအစင်တို့ပါလေပြောတာအရင်တော့ကတော့အစံစံလို့ပကံမှာရေးလာပြူတာလည်းရှိတယ်။အဲနောက်တစ်ခါဥယျံလို့ဒီနေ့ကျွန်တော်ပြောနေတာကိုဥယျံလို့ရေးတယ်ပြောတယ်။ဒါပေမဲ့မြင်းကြံတောင်သာပခုတ်ကူရောနယ်ဘက်ကအတန်ထွက်ကသာမူလဖြစ်ပြီးကျန်တဲ့မန္တလေးရန်ကုန်နဲ့အများစုပြောနေကြတဲ့ဒီနေ့ခေတ်ဆန်အဖြစ်သတ်မှတ်ထားတဲ့အတန်အတွက်ကပျက်စီးလာတဲ့အတန်လားဆိုတဲ့အချက်နဲ့ပတ်သက်လို့တော့ဆရာဦးစောထွန်းက အတီလဲမပြုတ်သလိုပယ်လဲမပယ်ချပါဘူးသတိကြီးကြီးထားပြီးအခုလိုချင်း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 ပြောပါတယ်မူလအထီတော့အဲ့လောက်ထီသွားတာတဲ့ပေါ့လေအဲ့အဲ့လောက်ထီသွားတာတဲ့ဟိုဒေသီယစကားကွဲအနေနဲ့ပဲယူဆထားတာပိုကောင်းလိမ့်မယ်ခင်းတယ်ဟိုကကြတော့နည်းနည်းဟိုလွန်သွားမှာဆိုတော့တခုကတော့ဟိုအဆိုးတခုကတော့ဟုတ်တာပေါ့လေ ရခိုင်တို့နောက်တစ်ခါကျတော့ရောတို့အင်းသားတို့ဆိုတာရှေးဘက်မှာစကားတွေထိန်းထားတယ်ဆိုတာကတော့ဘာမှအငင်းပွားစရာမရှိပါဘူးအဲ့ဒါဟာမူရင်းလို့တိတိကျကျပြောဖို့ရကြတော့တော့အငင်းပွားစရာလေးရှိနေတာပေါ့နော်တို့ရရှိမှာခင်ဗျာဘာသာစကားဆိုတာဟာရွေရှားပြောင်းလဲတတ်တဲ့သဘောရှိပါတယ်အဲ့ဒါလို့ရွေရှားရမှာတနည်းအားမှရွေ့ပြီးနောက်တနည်းအားမှမရွေ့တာတွေလည်းရှိတတ်ပါတယ်တနည်းအားမှပြည့်စည်သွားပေမဲ့ တခြားတနေရာမှာတော့ထိမ့်သိမ့်ဆောက်ရှောက်ထားတာမျိုးတွေလည်းရှိတတ်ပါတယ်ပျက်စီးသွားတာကအမှန်ဖြစ်ပြီးထိမ့်သိမ့်ထားသူတွေကအမှားဖြစ်သွားတာမျိုးတွေလည်းရှိတတ်ပါတယ်ဘာကြောင့်လဲဆိုတော့ဘာသာစကားဟာလူချင်းချင်းဆက်သွယ်နားလည်ဖို့ရာအသုံးပြုကြတဲ့သင်္ကေတတွေမျှတာဖြစ်လို့ပါအများကြီး ego ကျွဲဖက်တယ်ဆိုတာဟာတဘာဝသိပ္ပံနယ်ပယ်မှာမဖြစ်နိုင်ပေမဲ့ဘာသာဗေဒတတဗေဒနယ်ပယ်မှာတော့ဖြစ်လဲဖြစ်နိုင်တယ်လို့ဖြစ်လဲဖြစ်နေတဲ့အချက်လို့ဆိုရမှာပါ thank you